ဒူရီဝန္ဒနာရှင်ညိုမွန်မာမြားအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒူရီဝေကြီးမှကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့25ရက်ကိုလ2025ဇာတာပရိနေ့မနက်ပိုင်းအတွက်ကျွန်တော်ဘရိတ်စိုက်ကလေးပြပေးမယ်ဘရိတ်ကလေးကအရန်ကောင်းတယ်စိုက်ကလည်းကျွန်တော်တို့တွင်ညမှုရှိနေတယ်ဘရိတ်ကနှစ်စိုက်တောင်တူးနေတယ်ပေါ့နော်နှစ်စိုက်လုံးရှာတာနှစ်စိုက်ရှာတာနှစ်စိုက်ရှာနှစ်စိုက်လုံးကတွင်ညမှုရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘရိတ်ကလေးကအားကောင်းပါတယ် အဲကျွန်တော် brake cycle လေးကျွန်တော်ပြပေးမယ်ပြီးတော့ကျွန်တော် knob brake cycle လေးလည်းပြပေးမယ်ပေါ့နော်အဲ့တော့ဥစ္စာပရမကျွန်တော်ရဲ့ channel ကို subscribe နဲ့ခေါင်းလောလက်မမနှိပ်ရသေးရင် channel ကို subscribe နဲ့ခေါင်းလောလက်မနှိပ်ထားကြဖို့လည်းပြောချင်ပါတယ်ဒါ video နှိပ်ထားခြင်းအပြင်ကျွန်တော်တင်သမျှ video တွေကိုအကူရောမတို့အနေနဲ့တွေ့ရမှာမြင်ရမှာဖြစ်ပါတယ်အဓိကကတော့ subscribe နဲ့ခေါင်းလောနှိပ်ထားရမှာပါနော်နေ့စဉ်နဲ့မြတ်ကျွန်တော် video တွေကိုမြန်တင်ဆက်ပေးနေပါတယ်ကျွန်တော် video တွေမတင်တဲ့ရက်တွေမှာဆိုရင်ကျွန်တော်ရဲ့ YouTube channel တွေကိုဝင်ပြီးတော့ ပို့ဆိုတဲ့နေရာမှာပို့စီကျွန်တော်စာရေးပြီးတင်တင်ပေးပါတယ်အဲ့မှာဝင်ကြည့်ပါနော်ကဲအားလုံးပဲမင်္ဂလာပါနော်ကဲအားကျွန်တော်စလိုက်ရအောင်ဗျာနော်လောလောဆယ်ကျွန်တော် key line လေးကိုသွားလိုက်မယ်နော်ဒီမှာကျွန်တော်တို့အနောက်ရောက်ကွက်လေးခြေထားတယ်ကိုရိုမတို့နားလဲနားလဲအောင်မြင်အောင်ပေါ့နော်6ရဲ့4ရဲ့4 6 9လို့သုံးလုံးပေါင်းပါဒီ4နဲ့ဒီ6နဲ့ဒီ9နဲ့ပေါင်းခြင်းရခွန်ရတယ်စက်ခွန်ခွန်ယူရဲပေါ့နော်ခွန်ပါဝါနဲ့ခွန်နက်ခက်က3ည9နဲ့3ည9ပိတ်ပြီးပေါ့နော်ခွန်နဲ့3ည9ပိတ်ကဒီမှာနှစ်တလုံးနှစ်9ပိတ်ထိတယ် ဒီ9နှစ်နှစ်လို့ပေါ့2နှစ်9နှစ်လို့ပေါင်းရင်က9ရလို့9ပါဝါလေး9နှစ်ခက်က6 9လေး6ဂီ9လေး6နောက်ပိတ်ကဒီမှာကျွန်တော်တို့6နောက်ပိတ်ဝင်နေ715လို့ပေါင်းရင်က4ရလို့4ပါဝါကို4နှစ်ခက်ကနေ6နှစ်ဂီ6နှစ်နောက်ပိတ်ကဒီမှာ9နောက်ပိတ်ဝင်နေเนาะဒီ315လို့ပေါင်းရင်က73ရတယ်ဗျာ3ယူတယ်3ပါဝါ83နှစ်ခက်က9 385ဂီနောက်ပိတ်ကဒီမှာကျွန်တော်တို့ နောက်ဘက်ယူတယ်688လို့ပေါင်းခြင်းရ200လို့2ပါဝါခွန်6ရဲ့ရှိရပေါင်းတော့14ပေါ့နော်14ရဲ့ရှိရပေါင်း20နဲ့ကျွန်တော်နောက်နောက်နောက်ကနန်းယူတာပေါ့နော်20နဲ့ကိုကျွန်တော်2ယူတာပေါ့နော်နောက်နောက်နောက်ဘက်2ယူတာအဲ့တော့2ခွန်4 2ပါဝါခွန်2နက်ကကလေး2ခွန်4နောက်ဘက်ကဒီမှာခွန်နောက်ဘက်ဝင်တယ်4နဲ့5လို့ပေါင်းခြင်းရကျွန်တော်တို့ကအဲ100လို့1ပါဝါ6 4ရနေပေါင်းတော့6ဗျ6ရ9ရပေါင်းတော့17ရတယ်1ယူတယ်ဗျအဲ1ယူတော့ကျတော့1ပါဝါ6 စတိယလို့တိဘဝ6တိနဲ့ခက်ကရှိတိ6ရှင်းနောက်ဘိတ်ကဒီမှာဝင်ပေးရမယ်เนาะအဲ့ဒါဆိုတော့နောက်ဘိတ်ကရပြီတိ6ရှင်းနောက်ဘိတ်ဗရိတ်လိုင်းလေးသွားလိုက်ရအောင်ခွန်ရဲ့ဒီခွန်ရဲ့ဒီခွန်ရဲ့6ရဲ့ခွန်ခွန်6လို့ပေါင်းကြီးရ3ညရလို့3ညကိုပါဝါရိုက်တော့9ရတယ်ဗျာเนาะเนาะ3ညပါဝါလို့9လို့ရတယ်အ3ညပါဝါ9ဆိုလို့ရှိရင်3ညအဲဒီလိုမျိုး1 2 2လို့ဒီလိုမျိုး3လုံးပေါင်းကြီး9ဖြစ်ရမယ်3ညဖြစ်ရမယ်เนาะ နားလည်းမထင်နဲ့ခွန်ခွန်6လို့ပေါင်းခြင်းကခွန်ရခွန်ရပေါင်းတော့14 4ရ6ရပေါင်းတော့20ပေါ့ဗျာเนาะ14 14နဲ့6နဲ့ပေါင်းတော့20ကျွန်တော်တို့3ညယူတာပေါ့เนาะခွန်ခွန်4ဆိုခွန်ခွန်6ဆိုတော့ကျွန်တော်တို့3ညယူလို့3ညကိုပါဝါရိုက်တော့9ရလို့3ညပါဝါ9 3ည9ဖြစ်ချင်းဆိုဒီလိုမျိုး3လုံးပေါင်းခြင်း3ညဖြစ်ရမယ်9ဖြစ်ရမယ်အဲ့လိုမျိုးเนาะနားလည်းမထင်နဲ့เนาะ6နဲ့5လို့ပေါင်းခြင်းကကျွန်တော်တို့က73ရတယ်3ယူတယ်3ပါဝါ8เนาะ ီလိုမျိုး1 6 1လို့3ဖြစ်ရှိဖြစ်ချင်းဆိုတော့ဒီမှာ1 6 1ဆိုတော့ဒီမှာ10ဖြစ်တယ်9 1လို့ပေါင်းခြင်းက73ရလို့3ယူတယ်ဗျာ3ပါဝါ10ရိုက်တယ်ဗျာ3 8ကိုဒီလိုမျိုး3လုံးပေါင်းခြင်း အဲဒီဝေါ်ကြောင့်ပါနက်ခက်ရိုက်သွားတယ်385ဆိုပြီးတော့เนาะဒီမှာကျတော့6ရဲ့336 339 393လို့ဆိုကျွန်တော်5ဖြစ်သွားတယ်ဒီကောင်3ပါဝါရှေ3နက်ခက်က5နက်ခက်ပါရိုက်မှာပေါ့နော်ဒီမှာကျွန်တော်တို့393ဆိုမှာ5ဖြစ်သွားတယ်เนาะ298လို့ပေါင်းခြင်းက5ဖြစ်လို့5ပါဝါ3ညာတဲ့5နက်ခက်က3 5 3ညာ3ဒီလိုမျိုး3လုံးပေါင်းခြင်း5 3ညာ3ဖြစ်ရမယ်တဲ့ဒီမှာ6ရဲ့5ရဲ့ပေါင်းတော့71 1ရဲ့9ရဲ့ပေါင်းတော့3ညာဖြစ်တယ်ပေါ့နော်5 3ညာ3ဆို3ညာဖြစ်သွားတယ်988လို့ပေါင်းခြင်းက တရလို့တပါဝါ6တင်းတဲ့ခက်ကရှိတ6ရှိဖြစ်ချင်တယ်ဒီလိုမျိုးသုံးလုံးပေါင်းရင်ကျွန်တော်တို့တ6ရှိဖြစ်ရမယ်ဆိုတော့ဒီမှာ6ဖြစ်သွားတယ်3 9နှစ်လို့ပေါင်းရင်3ညဖြစ်လို့ဒီလိုမျိုးအ3ညပါဝါ9 3ညနှစ်ခက်ကခွန်ဒီလိုမျိုးသုံးလုံးပေါင်းရင်3ည9ခွန်ဖြစ်ရမယ်တဲ့ဒီမှာကျွန်တော်တိအခန့်ရှိရယ်3ည9ခွန်ဖြစ်အောင်ဆိုဒီမှာကိုကိုပရိတ်ထည့်ရမယ်အဲ့ဒါမှကျွန်တော်တို့ကဒီမှာကိုဒီမှာကိုပရိနဲ့ဒီမှာတင်းနဲ့ဆိုတော့၃ညဖြစ်မှာပေါ့နော်၅ဖြစ်အောင်ဆိုဒီမှာ၄ပရိထည့်ရမယ်เนาะအဲ့တော့တင်းနဲ့၄နဲ့ပေါင်းနေမှာ၅ဖြစ်မှာเนาะ ၃ည၅ခွန်ဖြည့်ချင်းဆိုခွန်ဖြည့်အောင်ကျွန်တော်ဒီမှာ၆ပရိတ်ထည့်ရမယ်နော်မြင်းမယ်မြင်းမယ်ထင်တယ်နော်အဲ့တော့၉လေး၆ပရိတ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဒါ site ပေါ့နော်ဒီဘက်မှာလည်းရှိပါသေးတယ်နော်အဲ့တော့ကျွန်တော်ဒီမှာလည်းအဲ့လိုမျိုးတူတူပဲဒီမှာခွန်၆တိလို့ပေါင်းခြင်းက၄ဖြည့်လို့၄ပါပါကို၄နှက်ခက်ကနေ၄ကိုနှစ်ဖြည့်ချင်းနဲ့ဒီမှာ၅တိ၆ဆိုဒီလိုမျိုးပေါင်းခြင်း၄ကိုနှစ်ဖြစ်တယ်3နှစ်3လုံးပေါင်းခြင်းက10ဖြစ်လို့10တိ7ပါပါတော့10နှစ်ခါကတိ10တိဒီလိုမျိုး3လုံးပေါင်းခြင်း10တိဖြစ်ချင်းဆိုတော့ဒီမှာကျွန်တော်3ဖြစ်တယ် 395395ပေါင်းကြီးရဲ့၄ဖြစ်လို့၄ဘွားပါကို၄နှစ်ခက်ကနေ၄ကိုနှစ်ဒီလိုမျိုး၃လုံးပေါင်းကြီးရဲ့၄ကိုနှစ်ဖြစ်ချင်းဆိုတော့ဒီမှာ၉ဖြစ်တဲ့၉တင်းနှစ်လို့ပေါင်းကြီးရဲ့၂ဖြစ်လို့၂ဘွားပါကို၂နှစ်ခက်ကလေဒီလိုမျိုး၃လုံးပေါင်းကြီးရဲ့၂ခွန်လေးဖြစ်ချင်းဆိုတော့ဒီမှာ၂ဖြစ်တဲ့ ခွန်သုံးတက်လို့ပေါင်းခြင်းကတက်ဖြစ်လို့ဒီတက်ပါပါ6တက်နှစ်ခါခါရှိဒီလိုမျိုးသုံးလုံးပေါင်းခြင်းတက်6ဖြစ်ခြင်းဆိုတော့တက်ဖြစ်အောင်ကျွန်တော်ဒီမှာ6ပရိထည့်ပေးရမယ်6ဖြစ်အောင်4ပရိထည့်ပေးရမယ်10ဖြစ်အောင်ကျွန်တော်6ပရိထည့်ပေးရမယ်အဲ့တော့ဒီဘက်ကဒီဘက်က site ကလည်းပရိ site ကလည်း6လ6ပရိအဲ့တော့6လ6ပရိဒီမနဲ့ဆွဲကိုဆွဲပါနော်6လ6ပရိဆွဲမယ်10 13တင်းက main ထိုးမယ်63 68 60 main ထိုးမယ်ဒီကောင်လေးတွေကဒူထိုးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမနဲ့ပိုင်းမှာ6လ6ပရိကမဖြစ်မနေဆွဲကိုဆွဲရပါမယ် key ကကျွန်တော်တို့16ရှစ် key ပေါ့နော် ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမကန်ကောင်းပါလေနော်ကျွန်တော်ဒီမှာလေဒုတိယတတိယရောစားမှန်ကန်သွားနဲ့ယုံကြည်စိတ်ရစွာလာထိုးလို့ရပါတယ်ဒုတိယတတိယထိုးခြင်းနဲ့ဆိုရင် Viber နံပါတ်6920304ကိုလာစော်ကစားလို့ရပါတယ်ပြန်ပြောပါမယ် Viber နံပါတ်6920304ကိုအဲ့ဒီနံပါတ်ကိုလာထိုးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကန်ကောင်းပါလေနော်